ပိတ်သက်များအောင်လို့မေမေလာပါရှင်ကျမတို့ရဲ့ရန်ကုန်ကျိုးဆိုင်ကာတွန်းချန်လေးကနေပြန်လေးကြိုဆိုလိုက်ပါရယ်ဒီဗီဒီယိုလေးမကြည့်ခင်မှာ VPN လေးခံပြီးကြည့်ပေးကြဖို့လေးမြတ်တာခင်ပါရှင်ဒီကနေ့ပိတ်သက်တွေကိုတင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့တခါတော့ကအရန်ကိုသာလာပါပြီးနေထိုင်ခြင်းစရာကောင်းတဲ့တောင်ပို့ဆိုရဲရွာငယ်လေးတွေအားမှာတော့ဇေဇင်နဲ့အောင်ကိုဆိုရဲညီမနဲ့နေထိုင်ကြပါရယ်ဇေဇင်နဲ့အောင်ကိုတို့မောင်နှမမှာတော့မိဘတွေမရှိကြတော့ပါဘူး 3M မိဘနှစ်ပါးကမွေးကလေးကစုံပါသွားခဲ့ပါတယ်။မိဘနှစ်ပါးမရှိတော့တဲ့နောက်ပိုင်းဇဇင်ကပဲအမောင်ဖြစ်သူကိုကြွေမွေးဆောင်ရှာပေးကြလာခဲ့ပါတယ်။ဇဇင်ကတော့စိတ်ကောင်းရှိပြီးအနေထိုင်အေးဆေးပါတယ်။မောင်ဖြစ်သူပုံမှန်လေးအရင်ကိုချစ်ခင်တွေ့တာပြီးဂယူဆိုင်ပါတယ်။အမောင်ဖြစ်သူဇဇင်ကပဲအိမ်မူကိစ္စတွေကိုအကုန်လုပ်ပြီးမောင်ဖြစ်သူကိုပညာသင်ကြားပေးခဲ့ပါတယ်။ အန်ကိုအားလည်းလိမ္မာပါရယ်အမပြည့်သူပြောသည်များကိုနားထောင်ပြီးအမပြည့်သူအပေါ်အရန်ချပါရယ်တကယ်တော့စင်စင်က အမပြည့်သူကိုငယ်စဉ်ကလေးကအရန်ကိုဂရုစိုက်ပြီးကြွေမွေးလာခဲ့တာဖြစ်ပါရယ်စင်စင်ကတော့ကိုတူကောင်းမှုတွေကိုလည်းနေစင်မပြတ်မကွက်လုပ်ပါရယ်သူမကတော့အရင်ခက်လန်လန်တောအုပ်တဲကရွှေဟောင်းဖျားချောင်းလေးကို အမြဲတောရောက်ပြီးနွားနွတ်တတိဝက်လန်တွေတတလွတ်အစားစာတွေနဲ့ပူဇော်ဆုတောင်းလေးရှိပါရယ် အမဖြစ်သူကမနဲ့စောကြည့်ထားပြီးဖျားချောင်းတော်ရောက်တတ်တာကိုအန်ကူရောမသိပါဘူး။စင်စင်ကမနဲ့စောကြည့်စားတော့ဝေရရီယူကဖျားချောင်းစီသွားပါတယ်။ရှမဲပြီမန်တော်ကတော့တော်လီမှာရှိပါရင်စစင်ကအဲ့ဖျားချောင်းကိုရောက်ဖို့တော်လန်လေးအတိုင်းဖြတ်ပြီးသွားပါရင်စစင်ကခုလုံမနေစောကြီးထပြီးသွားတတ်တာကိုပဝင်းကျင်ကသူတွေကအချင်းချာနဲ့အမျှသတိထားမိလာကြပါရင်အင်းနီနာကျင်းတွေကစစင်ပဲရောသွားလေဆိုပြီးတီးချက်လာကြပါရင် စစ်စစ်နဲ့ပတ်သက်ပြီးတော့လည်းအမျိုးမျိုးပြောလာကြပါတယ်။တနေ့တော့အန်ကိုကအလောက်ကနေအင်ကိုပြန်အောင်လာပါတယ်။အန်ကိုအင်ကိုပြန်အောင်လာတော့အင်နီနာချင်းဖြစ်တဲ့ဂျော်နင်းအန်ကိုကိုကြည့်ပြီးအခုလိုမေးလိုက်ပါတယ်။ဟေးအန်ကိုမင်းမမနေ့အစောကြီးတိုင်းဘယ်ရထွက်သွားလဲ။ငါတို့မနေ့စောစောတိုင်းအပြင်ကိုတယောက်တည်းထွက်တော့ကိုတွေ့ရတယ်။မင်းဘာမှမသိဘူးမဟုတ်လား။ငါတော့အမြဲတွေ့ရတယ်။ဟုတ်လားတော့ကျွန်တော်လည်းမသိပါဘူးကျွန်တော်ကအလို့သွားကနေမှအေးဟာထနေတာ ေးဟုတ်လားအေးနားမြင်မရမှနည်းနည်းထူးဆန်းနေလို့အမကဘဲမှသွားမှာတော့မဟုတ်ပါဘူးသူကအီမိုကိစားရင်းနဲ့ပဲအလုပ်များနေတာအဲ့ဒါတော့ငါမသိဘူးမနေ့စောကြေးတိုင်းသူကအပြင်ကိုတယောက်တည်းထွက်သွားတတ်တယ်မင်းမျိုးသူ့ကိုမေးကြည့်လိုက်ပါလားအော်ဟုတ်ကဲ့ကျွန်တော်ကအလုံနဲ့အိမ်ဆိုတော့သူစောကြေးထားတော့ကိုမသိဘူးငါတကယ်ပြောပြတာသူကမနေ့စောစောဆိုထွက်သွားပြီး အန်ကတော့အမဖြစ်သူအကြောင်းတွင်းနေမိပါတယ်။သူကမနေ့ဆောဆောဆိုရင်ဘေးကိုတယောက်တည်းထွက်သွားတာလေ။မဟုတ်မှလွေရောမဖြစ်နိုင်ပါဘူး။ငါကရွန်အမရဲ့နောက်ကိုအသာလိုက်ချမ်းကြည့်ရမယ်။အန်ကအင်းနီနာကျန်တွေ ပြောတဲ့စကားကြောင့်အမဖြစ်သူအပေါ်စိုးရိမ်နေပါတယ်။ဒါကြောင့်သူလည်းမနေ့ဆောကြည့်ထားပြီးအမဖြစ်သူရဲ့နောက်ကိုလိုက်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်တနေ့မှတော့အန်ကအစောကြည့်ထားပြီးအပြင်တပြင်ရဲ့နောက်ကနေခွဲကတေးတစိချောင်းကြည့်နေလိုက်ပါတယ်။ ခဏကြာတော့အမဖြစ်သူကလက်ထင်းမှာဒီနဲ့တွေခိုင်းအပြင်ကိုထွက်လာတာကိုမြင်လိုက်ရပါတယ်။စစင်ကအင်းလေးတဲကနေထွက်လာပြီးတော်လန်လေးအတိုင်းသွားနေပါတယ်။အောင်ကူလည်းအမဖြစ်သူရဲ့နောက်ကိုအသာလိုက်သွားကြည့်လိုက်ပါတယ်။စစင်ကတော့သူရဲ့နောက်ကနေမောင်ဖြစ်သူလိုက်လာတာကိုမသိပါဘူး။တော်လန်လေးအတိုင်းသွားရင်ကြောက်ခဲဖြစ်ပြိုလေးခံထားတဲ့နေရာကိုရောက်လာခဲ့ပါတယ်။ခဏနေတော့စင်စင်ကဖျားကြောင်လေးတဲကိုဝင်သွားလိုက်ပြီးသူယူလာရီကိုကက်လို့ဆူတောင်းနေရာကိုတွေ့လိုက်ရပါတယ်။ အန်ကအခုလုံလုံးနေတဲ့အမဖြစ်သူကိုကြည့်ပြီးသူ့ကိုယ်သူအယမ်းရှက်သွားပါတယ်။သူ့ကိုယ်သူလည်းအပြစ်ရှိတယ်လို့ခံစားလိုက်ရပါတယ်။အိုးငါမမနေ့စောစောတိုင်းဒီဖျားကြောင့်လေးကိုလာရခုအင်ဂျင်နာဂျင်းတွေပြောလို့ငါရမပေါ်တနည်းဝင်ခဲ့မိတယ်။ငါလည်းကောင်းမှုကုသိုလ်တွေအခုအစားလုပ်ရမယ်။အမရဲ့လုပ်တွေကိုလည်းကုညင်လုပ်ကူပေးရမယ်။အောင်ကွာသူ့ကိုယ်သူအရှက်ရပြီးပြန်လာခဲ့ပါတယ်။ပြီးတော့သူကတညလုံးစဉ်းစားခဲ့ပါတယ်။ အမကုသူပြူရယ်ငါတန်တရားဖြစ်ခဲ့မိတယ်ငါလည်းအမကိုတပတ်တလန်းကနေကုညီပေးရမယ်ဟုတ်ပြီမနေ့ဆောဆောထားပြီးဖျားကြောင်တဝိုက်ကိုတန်ရှင်လုပ်ပေးရမယ်ဒါဆိုရင်ငါမအတွက်လည်းအဆင်ပြေငါလည်းကုသူရည်ဟုတ်ပြီအခုလိုပဲလုပ်ရမယ်အန်ကွာမနေ့ဆောဆောထားပြီးဖျားကြောင်စီသွားဖို့ဆုံးဖြတ်လိုက်ပါတယ်အဲလိုနဲ့အောင်ကွာမနဲ့ဆောဆောထားပြီးပေါတူးကိုယူရင်တော်လန်လေးရဲ့အတိုင်းဖြက်ကတော်လေကရှေးဟောင်းဖျားကြောင်စီတယောက်တည်းထွက်လာခဲ့လိုက်ပါတယ် ခြုံတွေတွေကိုအကုန်ရှင်းလင်းပေးရမယ်။ကြံတန်းနေတဲ့နေရာတွေကိုတိုးစပေးရမယ်။အေးကြီးရခါတန်ရှင်းလှပပြီး သွာလာရတာအဆင်ပြေစေဖို့ပဲ။ကြောက်တုံးတွေစူးပင်တွေကိုဖယ်ရှားမယ်။ငါခုလိုသာလှုပ်ပေးလိုက်ရင်ငါမှလည်းပြောသားမှာပဲ။အန်ကွာဖျားကြောင်လေးစီကိုရောက်လာတော့ရှေဟောင်ဖျားကြောင်လေးရဲ့အနီးတဝိုက်ကိုတေချာရှင်းလင်းလိုက်ပါတယ်။သူကခြုံရွေတွေကိုတေချာပေါက်ဆွာလိုက်သလိုကြောက်တုံးတွေကိုဖယ်ရှားပြစ်လိုက်ပါတယ်။ ခနာကြတော့အတော်လေးကိုပြီးသွားပါရင်ဒါမဲ့အောင်ကိုသတိမထားမိလိုက်တာသူကြောင့်မွေလေးတွေသေဆုံးသွားတယ်ဆိုတာကိုပါပဲအနည်းပဝင်းချင်းမှာရှိတဲ့မွေတွေကအကူကြောင့်ထေသွားပါရည်။ဒါခလလန်ကတွင်ပေါက်မှာရှိနေတဲ့မွေတကောင်ကကြည့်နေပါရည်။အကူကတော့တန်ရှင်လွတ်လိုက်ရတာကြောင့်အရန်ကိုမော်ပန်းသွားပါရည်။သူလည်းအနေငယ်ရှင်းလင်းလိုက်ပြီးအင်ကိုပြန်လာခဲ့လိုက်ပါရည်။ဒီနေ့ကအလုပ်ပိတ်ရဖြစ်တာကြောင့်အင်ကိုပြန်ရောက်လာတာနဲ့ရေမိုးချိုးပြီး ကရင်လေးပေါ်မှာအနာယူအိတ်လိုက်ပါတယ်။အောင်ကိုအိပ်ပျော်သွားတဲ့အချိန်မှာပဲမွေတကောင်ကအောင်ကိုဆီကိုရောက်လာပြီးသူ့ရဲ့လက်ကိုဒေါရာတချီပေါက်လိုက်ပါတယ်။စီစဉ်တရားအိယာကနေအစောကြီးနိုးလာတော့ပုံမှန်တန်းပြင်ဆင်လိုက်ပြီးဖျားချောင်းဆီကိုသွားမလို့ပြင်လိုက်ပါတယ်။ဟုတ်မော်လီကမထသေးဘူး။ငါဖျားချောင်းကပြန်ရောက်လာတော့မှပဲသူ့အတွက်လိုအပ်ကြတဲ့ပြင်ဆင်ပေးထားလိုက်တော့မယ်။ အဲနောက်မှာတော့ဇင်စင်ကတော်လန်လေးအတိုင်းဖျားရှောင်းလာရင်ဖျားချောင်းစီကကို လာခဲ့လိုက်ပါတယ်။သူအရှိခလလန်းကိုရောက်လာတော့ဖျားချောင်းရဲ့အနီးတစ်ဝိုက်မှာချုံတွေတွေရှင်းလင်းပြီးတန်ရှင်လာပနေရကိုမြင်လိုက်ရပါတယ်။အိုးချုံတွေတွေကရှင်းလင်းသွားပါလား။အခုသားတွေကိုဘသူကတန်ရှင်လာလို့ထားလဲ။အရန်ကိုကောင်းတာပဲ။တန်ရှင်ပြန်လာပနေပြီ။ အန်ကူကတော့မွေးစိတ်တက်နေပြီးဂရင်ပေါ်ကနေမထနိုင်တော့ပါဘူးအတက်ကိုတော့မနှဲရှူနေရပါတယ်အန်ကူကမွေးစိတ်ကြောင့်အလူလဲခက်နေရတဲ့အချိန်မှာတော့အန်ကူတို့အင်ရှင်မှာရွာတွေကသူတွေစုဝေးရောက်ရှိနေကြပါတယ်အိန္ဒိနာကျန်းတွေရဲ့မျက်နှာပေါ်မှာတော့စိုးရိမ်မှုတွေရှိနေပြီးတီတူပြောဆိုနေကြပါတယ်သူမပြင်မလာသေးဘူးထင်တယ်ဟုတ်တယ်သူအစိတ်တက်နေပြီမကြမီသေးတော့မယ်ထင်တယ်အချိန်မီကုသနိုင်ဖို့လိုတယ်မွေးစိတ်ပဲထင်တယ်နော်သူရဲ့ခန္ဓာကိုယ်ကပြာနေနေရပါပဲ စစ်စင်းကတော့အင်္ဂါသူရဲ့မောင်လေးအချင်းလေးကိုဘာမှမသိပါဘူး။သူအဖျားအကြောင်းကနေပြန်အောင်လာတော့သူရဲ့အင်ရှိမရွာရဲကလူတွေအစုဝေးရောက်ရှိနေရကိုမြင်လိုက်ရပြီးစိုးရင်သွားခဲ့ပါတယ်။ဒါကြောင့်စစ်စင်းလည်းအင်လေးတဲကိုအမြန်ဝင်လိုက်ပြီးမောင်ဖြစ်သူကိုကြည့်လိုက်ပါတယ်။ဟုတ်ကဲ့ပါမောင်လေးစိတ်မိသွားတာပဲ။အိုးငါ့ရဲ့ကုသိုလ်ကောင်းမှုတွေအကြောင်းမောင်လေးကိုအမြန်ဆုံးကူညီကတင်ပေးပါစင်စရာအခုလိုစွတောင်းလိုက်တော့အဆောင်လျှောက်တွေအားလည်းကုညင်ဆောင်မှဖေးကြပါရယ် ခဏနေတော့အောင်ကိုဟာပြန်လဲတက်တာကောင်းမလာပြီးအကောင်းပတ္တိတိဖြစ်သွားပါတယ်။ဒါရောအမဖြစ်သူရဲ့ယင်တွေကစွတောင်းမှုကြပါသူတို့မောင်နှမနှစ်ယောက်လည်းကုသိုလ်ကောင်းမှုတွေအတူတူဖြစ်လို့ကြရင်ပျော့ပျော့ရွှင်ရွှင်နေထိုင်သွားခဲ့ကြပါတယ်။ကဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။